မလေးရှားနိုင်ငံအနေနဲ့2025ခုနှစ်ရဲ့အလှည့်ကျဥက္ကဋ္ဌဖြစ်တာဝန်ယူဆောင်ရွက်နေတဲ့တခြားမှာအာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဦးဆောင်ပြီးမြမအရေးတွေကိုဖြည့်ရှင်းဖို့အတွက်အမျိုးသားညီညွတ်ရေးအစိုးရ NUG, NUCC, CRPH စတဲ့အဖွဲ့အစည်းတွေအပြင်တိုင်းဒေသလနဲ့ကင်ဒေါ်လာရေးအဖွဲ့တွေတိုင်းဒေသရေးရာအတိုင်းမေခံကောင်စီတွေ Federal Unit တွေနဲ့တခြားကိုယ်စားပြုအဖွဲ့အစည်းပေါင်းစုံကကိုယ်စားလှယ်တွေနဲ့တွဲဆောင်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG က အောက်တိုဘာလ17ရက်နေ့ကထုတ်ပြန်ပါတယ်အဲ့ဒီတွဲဆောင်ဆွေးနွေးမှုတွေကနေစစ်တပ်ရဲ့ရွေးကောက်ပွဲညှင်းပယ်ဖို့တော်လိုင်းတက်တွေအကြားစူးစီးညီညွတ်မှုတိစောက်ဖို့အားလုံးပါဝင်တဲ့နိုင်ငံရေးတွဲဆောင်ဆွေးနွေးမှုအကောင့်ထဲပေါ်ဖို့စတဲ့အဓိကရလဒ်6ခုရှိခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါဗျာ အဖွဲ့အစည်း20လောက်ပါတဲ့ဒေါ်လိုင်းအင်အားစုတွေဘက်ကအာဆီယံအနေနဲ့ဆေးဥစုကပြုလုပ်မဲ့ဘယ်ရွေးကောက်ပွဲကိုမဆိုညှင်းပယ်ပြီးအတိအမှတ်မပြုဘူး။အယက်သားတွေအပေါ်ကိုအကြမ်းဖက်မှုကနေကာကွယ်ဖို့အတွက်ချက်ချင်းအရေးယူဆောင်ရွက်ပေးဖို့လေကြောင်းတိုက်ခိုက်မှုပြည်သူတွေကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုအပေါ်တိတ်ဆိတ်နေဖို့ကိုအဆုံးသတ်ဖို့တောင်ဆန်းစုကြည်သမရဦးဝင်းမြင့်အပါအဝင်ဖန်စီခံထားတဲ့နိုင်ငံရေးကျင်းသားတွေအားလုံးကိုချက်ချင်းလှုပ်ပေးဖို့ ။အာဆီယံသဘောတူညီချက်တွေကိုမလိုက်နာတဲ့စစ်တပ်ကို တာဝန်ခံစေပြီးတပ်တမရေးအရေးယူမှုအာဆီယံစည်းဝေးတွေကနေဖယ်ရှားအရေးယူဖို့နဲ့စစ်တပ်ကအာဆီယံဘုံသဘောတူညီချက်ကိုအကောင့်ထဲပေါ်ရင်းနိုင်ငံတကာနဲ့အတူဖိအားပေးအရေးယူဖို့စာရီကိုစုပေါင်းတောင်းဆိုခဲ့ကြပါရဲ့ရှင်။